နောက်ထပ်ဒီမိုဆက်ပြပြပေးချင်ပါတယ်ဒါကတော့တနင်္သာရီဒေသကြီးကော့တောင်းမြို့ကော့တောင်းမြို့မှာရှိတဲ့ဒီအထက်ကတုံးပေါ့အထက်ကတုံးမှာဒီចောင်းသားတယောက်ကိုចောင်းသားတယောက်ကနေပြီးတော့ကျွန်တော်တို့ဒီပေါတူးရိုးနဲ့ရိုင်းနှက်မှုဖြစ်စဉ်တခုဖြစ်ဖြစ်ပေါ်ခဲ့တယ်ဒီစင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီကနေ့ပညာရေးဝန်ကြီးဌာနနဲ့တနေ့တိုင်တိုင်အစီအစဉ်အစွားဖို့ကျွန်တော်မေးခွန်းနေမိထားပါတယ်။နံပါတ်1ဒီဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရိုင်းနှက်ခံရတဲ့အကြောင်းသားရဲ့အခြေအနေ ကျမ်းမာရေးချင်းနေပြီးရင်ကျွန်တော်တို့ဒီចောင်းသားရဲ့ဒီကျမ်းမာရေးစေကုသခွင့်နဲ့စေကုသဈေးနဲ့ပတ်သက်ပြီးတော့အဲဒီနေ့အဆိုင်အစိုးရကဘာတွေထောက်ပံ့ပေးထားလဲပေါ့ပြီးတော့ကျွန်တော်တို့ဒီចောင်းသားချင်းချင်းចောင်းသားချင်းချင်းစီပေါက်တူးရိုးနဲ့ရိုက်တဲ့ចောင်းသားကိုတော့ဘာတွေဆက်လုပ်နေလဲတော့ဒီမေးခွန်းနေကျွန်တော်မေးထားပါတယ်ပညာရေးဥစ္စာနာကဖြေရင်တော့ကျွန်တော်ဒီရှင်းတွေကိုဆက်ပြီးတင်ပြပေးပါမယ်ဖြစ်စဉ်ကိုတင်ပြပေးပါမယ်ဇွန်လ9ရက်နေ့ကဇွန်လ9ရက်နေ့ကကျွန်တော်တို့ဒီတနင်္သာရိုင်းဒေသကြီးကော်တောင်းမြို့အင်းငင်းကြီးအထက်က3 မှရှိတဲ့ဒီ grade 9စာသင်ခန်းထဲမှာအကြောင်းသားတယောက်ကကျွန်တော်တို့အခန်းထဲမှာဒီစာရေးနေတယ်ပေါ့စာရေးနေတဲ့ခါမှာဒီအကြောင်းသားတယောက်ကနေနောက်ကနေပြီးတော့ဒီပေါတူးရုံးနဲ့ခေါင်းရိုက်လိုက်တယ်တဲ့ဒါညာကျွန်တော်တို့ဒါထိကြီးကြီးမားမားထိခိုက်မှုရသွားတယ်ပေါ့ဗျထိခိုက်မှုရသွားတယ်ပေါ့ရသွားတယ်အဲ့လိုဖြစ်စဉ်တွေဖြစ်ခဲ့တယ်ခံလိုက်ရတဲ့အကြောင်းသားကမောင်ပြေဖြိုးမောင်မောင်ဖြစ်ပါတယ်တဲ့ဒီမောင်ပြေဖြိုးမောင်မောင်ကိုပေါတူးရုံးနဲ့ရိုက်လိုက်တဲ့အကြောင်းသားကအခန်းပေါ်နာမည်ကမောင်ကျော်မိုးဝင်းဖြစ်ပါတယ်တဲ့ ဖြစ်ပါတယ်သူကဒီတန်ရှင်းပြုလို့မယ်ဗောဗျာတန်ရှင်းပြုလို့မယ်ဆိုပြီးတော့ပေါက်တူးယူသွားပြီးတော့အခန်းထဲဝင်လာတယ်ဝင်လာပြီးတော့အမဆိုင်ရင်းနေတဲ့ចောင်းသားကိုဒီရိုက်ပလိုက်တယ်ဗောဗျာဦးကောင်းကိုရိုက်ပလိုက်တယ်လို့နားလဲရတယ်ဒေသားကတော့အဲ့လိုပြောတယ်လက်ရှိမှာတဲ့ဒီဒီရိုက်တဲ့ခံရတဲ့ចောင်းသားကအသက်၁၄နှစ်အရွယ်ရှိပါတယ်အသက်၁၄နှစ်အရွယ်ရှိပါတယ်အဲ့တော့ဒီရိုက်တဲ့ခံရမှုတွေကြောင့်ဘယ်ဘက်နားမှာသွေးထွက်တယ်ဒီသွေးတွေထွက်တာရှိတယ်ဗောဗျာနားတွေကသွေးတွေထွက်တယ်ပြီးကျွန်တော်ခေါင်းတွေမှာဖုတ်တယ်ဗောဗျာအဲ့လိုတွေပြောတယ်ဒေသားခံတွေကပြောတယ် အဲ့လိုဖြစ်စေဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာဒါကော်တောင်းဆေးဝိုင်းတစင်ထိုင်းနိုင်ငံရနောင်းမျိုးဆေးရုံကိုပို့လိုက်တယ်တဲ့ဒါတော့ကျွန်တော်နောက်ထပ် case တစ်ခုပေါ့ဗျာနောက်ထပ် case တစ်ခုအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပညာရေးဝန်ကြီးဌာနကနေပြီးတော့ပြန်ပြီးတော့ဖြေကြားပေးရင်ကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့ကျွန်တော်တင်ပြပေးပါမယ်အဲ့တော့ဒီနေရာမှာခံလိုက်ရတဲ့ចောင်းသားနေရာမှာငါသားဒါလေးကငါသားဒါလေးကငါတူဆိုရင်ဘယ်လိုစဉ်းစားမလဲပြီးတော့ကျွန်တော်တို့ဒါအရောက်တိုင်းမှာဖြစ်ခဲ့တယ်မင်းကလေးចောင်းသူမင်းကလေးငယ်တယောက်ကိုအုပ်စုဖွဲ့ပြီးတော့ကျွန်တော်တို့အနိုင်ကျင့်တယ်နှိမ့်ဆက်တယ် မိုက်မိုက်ရိုင်းရိုင်းလှုပ်တယ်မိုက်အဲ့မှာကျွန်တော်တို့ကောင်မလေးကောင်မင်းကလေးငယ်လေးတယောက်အကြောင်းသူလေးတယောက်ကရဲရဲဆက်ဆက်ခံလိုက်ရတယ်ဒီလိုမျိုးကျွန်တော်တို့ကိုထီလေးရောက်ကျူးလူငယ်ခံရပြီးရဲ့နောက်ပိုင်းမှာတခါထပ်ပြီးတော့ထပ်ပြီးတော့တခါတခါထပ်ပြီးတော့ online ပေါ်ထပ်တင်နေပေါ့ခံလိုက်ရတဲ့ကလေးမလေးကငါသားငါသမီးငါညီမဆိုရင်ဘယ်လိုခံစားကြမလဲငါသမီးဆိုရင်ဘယ်လိုခံစားမလဲငါသမီးငါတူမငါညီမဆိုရင်ဘယ်လိုခံစားမလဲငါရဲ့ဆွေမျိုးဆိုရင်ဘယ်လိုခံစားမလဲဒီလိုမျိုးကျွန်တော်တို့ခံစားသိကြပါတယ် ဒါလေးကငါသမီးဒီလိုပဲကျွန်တော်တို့ဒီကော့တောင်းမှာဖြစ်ခဲ့တဲ့အခြေအနေဒါလေးကငါသားအရိုက်ခံလိုက်ရတယ်ငါတူအရိုက်ခံလိုက်ရတယ်ဆိုတာလေးကျွန်တော်တို့အဲ့လိုစိတ်နဲ့ကျွန်တော်တို့ဒီတရားမျှတမှုတွေရဖို့အတွက်မြို့ကန်တွေကတော့ကျွန်တော်မျှော်လင့်နေပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီပညာရေးဝန်ကြီးဌာနကပြန်ပြီးဖြေကြားပေးတဲ့အခါကျရင်ပြန်ပြီးတော့ကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်ပြည်ပမီယာကိုအနေနဲ့ကနေကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ